တိုင်းရင်းသားအတိုင်းအဝန်းများအတွက်ဝန်ကြီးဌာနနှင့်မြို့သားရေးဝန်စီမံခွဲခွဲမှုအေဂျင်စီတို့သည် e-video series များကိုဖန်တီးရန်တူတကွလှုံ့ဆော်ခဲ့ကြသောကြောင့်မတူညီသောသဘာဝဘေးအန္တရာယ်များနှင့်အရေးပေါ်အခြေအနေများအတွက်ကြိုတင်ပြင်ဆင်ရန်နှင့်ဖြစ်ပေါ်လာသည့်အခါမီတို့တုံ့ပြန်ရမည်ကိုကျွန်ုပ်တို့၏အတိုင်းအဝန်းများသိရှိနိုင်ပါသည်အရေးပေါ်အခြေအနေများသည့်အချိန်မီနေရာမြင့်ဖြစ်ပွားနိုင်သည့်ရင်းတွင်ငလျင်လှုပ်ခြင်း၊ရေကြီးခြင်း၊မုန်တိုင်းများ၊ဆူနာမီ၊မီးလောင်ကျွမ်းမှုနှင့်မီးလောင်လှုပ်ရှားမှုတို့ပါဝင်နိုင်သည်။ အရေးပေါ်အခြေအနေကြုံလာသောအခါအရက်ဘက်ကကွယ်ရေးနှင့်အရေးပေါ်ကယ်ဆယ်ရေးအသင်းဖွဲ့များသည်အကူအညီလိုအပ်ဆုံးလူများကိုကူညီရန်မအားလက်သဖြင့်တင်ကိုရိုင်းနှင့်တင့်မီသားစုကိုပြည်သူစောင့်ရှောက်ရေးအတွက်အစီအစဉ်ရှိရန်အရေးကြီးပါသည်။ဤဗီဒီယိုသည်မိအောင်လှူရှားမှုအတွင်လှုပ်ဆောင်ရမည့်အရာများကြောင်းရှင်းပြထားသည်။ Aotearoa New Zealand သည် Pacific သမုဒ္ဒရာတဝိုက်တွင်အလွန်ပြင်းထန်သောမီးတောင်စုံတစ်ခုဖြစ်သည့်မီးကွင်းပေါ်တွင်တည်ရှိသည်။ နယူးဇီလန်တဝမ်းတွင်လှုပ်ရှားနေသောမိကြောင်နေရာ၁၁ခုရှိသည်။ Northland, Auckland, Waikato, Plenty Bay, Tairawhiti, Hawke's Bay, Taranaki နှင့်မြောက်ပိုင်း Manawatu ဒေသများသည်မိကြောင်လှုပ်ရှားမှုကြောင့်အနည်းအများဆုံးဖြစ်သည်။မီးရောင်လှုပ်ရှားမှုတွင်ပြာများ၊ကြောက်တုံးများ၊ဓာငွေပူများနှင့်မီးရောင်ကြောက်များ၊ချော်ရည်များစစ်စစ်မှုနှင့်ရွှွံ့နှုတ်အမြောက်များပါဝင်ပါသည်။ မီးတောင်မပေါက်မီတင့်နယ်မြေတီအနည်းရှိမရှိရှာဖွေပါ Aotearoa New Zealand တဝိုက်တွင်မြို့ပြကာကွယ်ရေးရေးပေါ်စီမံခန့်ခွဲမှုအဖွဲ့16ဖွဲ့ရှိပါသည်။တင့် area တွင်မီးရောင်ပောက်ကွဲခြင်းအကြောင်းမိတို့သတိပေးမိကိုသိရှိရန်၎င်းတို့နှင့်တိုင်ပင်ပါ။မီးရောင်ပြများပြိုကျခြင်းအနေရကြုံမှာကတင်းဤအရေးပေါ်ထောက်ပံ့ရေးပစ္စည်းများတွင် အောက်ပါရိုကိုထည့်ပါ။ တူတို့မဟုတ် NI5 အစင်သတ်မှတ်ထားသောတခါသုံးဖုန်ကားနှကောင်းစည်းများမျက်မှန်များတို့မဟုတ်ပြာမကတ်အောင်လျှက်စစ်ပစ္စည်းများထုတ်ပိုးရန်ပလတ်စတစ်ဆများပြန်များမကြံစည်ရန်တန်ရှင်းလုပ်ရန်ပစ္စည်းများတပြက်စီဂေါ်ပြာအပိုအိတ်များနှင့်စကားများပါရှိသော ဖုန်ဆုံးဆက်နှင့်ပြာများကိုစွန့်ပြစ်ရန်ပလတ်စတစ်အိတ်ကြီးများလိုအပ်ပါသည် ပြများကြမလာခင်ကာမောင်ခြင်းသို့မဟုတ်လမ်းလျှောက်ခြင်းကိုတတ်နိုင်သည်များရှောင်းရန်အိမ်ပြန်ပါအိမ်မွေးတရိတ်ဆန်များကိုအိမ်တွင်သို့ခေါ်ဆောင်လာကအမိုးကာများသို့ပြောင်းရွှေ့ပါတရိတ်ဆန်များတွင် ဖြစ်ဆွတ်အစာနှင့်တန်ရှင်းသောသောက်သုံးရည်ရရှိရန်သိကြပါစေပရင်းပေါက်များနှင့်တကားများအလုံးကိုပိတ်ပြီးမိရောက်ပြများဝင်ရောက်မှုကိုကန့်သက်ရန်အပူပေးပတ်များကိုပိတ်ပြီးအိမ်တွင်ပြားများဝင်ရောက်ခြင်းမှကာကွယ်ရန်သင့်အိမ်တကားခုံတွင်စိုးစွတ်သောမျက်နှာသုံးပွားများထားရှိရန်အတွက်တခုရီးသောဝင်ပေါက်အမှတ်ကိုသတ်မှတ်ပါ အနုစားလျက်စိတ်ပစ္စည်းများကိုဖုံးအုပ်ထားပြီးအတွင်မိုင်းပဝင်းစဉ်သည်ပြာများလုံးဝကင်းစင်သွားသည့်အထိအဖုံးများကိုမဖယ်ရှားပါနှင့်။ပြာများသည်တထုမျက်နှာပြင်များကိုတိုက်စားနိုင်ပြီးလေကာစခရင်နှင့်ဆေးချေမှုတို့ကိုထိခိုက်ပျက်စီးစေနိုင်သောကြောင့်ပျက်စီးမှုမဖြစ်စေရန်ရင်များဆက်ပစ္စည်းများနှင့်ရေပူစမ်းရည်ကန်များကိုဖုံးအုပ်ထားရန်သတိရပါ။မြောင်းများပိတ်ဆို့ခြင်းကိုရပ်တန့်ရန်ရေမြောင်းများအောက်ပိုင်းရှိပိုက်များကိုဖြုတ်ပါ။သင့်ရေပေးဝေမှုအတွက်မိုးရေစုဆောင်မှုစနစ်ကိုအသုံးပြုပါကတိုင်ခင်းနှင့်ချိတ်ဆက်မှုကိုဖြုတ်ပါ။ ပြာများကြနေစေအိမ်ထဲမှာနေပါမိတောင်ပြာများသည့်အနေရရှိပါသည်အထူးသဖြင့်ပန်းနာရင်ကျက်သို့မဟုတ်လေချောင်းနာခြင်းကဲ့သို့သောအသက်ရှူလမ်းကြောင်းဆိုင်ရာခက်ခဲများရှိပါကပိုကူးဆိုင်ပါအိမ်မွေးတိရစ္ဆာန်များကိုအိမ်ထဲတွင်ထားရမမေ့ပါနှင့်ပြာများကြနေချိန်သို့မဟုတ်လမ်းမော်တွင်ပြာကြနေချိန်တွင်တင်းခေါမှုမှပြာများကိုရှင်းလင်းရန်မကြိုးစားပါနှင့်ရေဘူးအားဖြင့်ပြာမှုန့်များမပြေမချင်းမလိုအပ်ဘဲထိတွေ့ခြင်းကိုရှောင်ကျင်သင့်တော်လဲအပြင်ထွက်ရပါကအကာအကွယ်ဝတ်စားများဝတ်ဆင်ပါ ောက်ဆုံးအနေဖြင့်ပြာများသည့်တင့်မျက်လုံးများကိုထိခိုက်ပုံပဲ့စေနိုင်သောကြောင့်မျက်ကမှန်မတက်ပဲခိုင်းမြင့်မှန်တက်ပါမီးတောင်လှုပ်ရှားမှုပြီးနောက်တင်ဤဒေတာကန်လူလူကာွယ်ရေးအရေးပေါ်စီမံခန့်ခွဲမှုအဖွဲ့ဒေတာဆိုင်ရာအာဏာပိုင်များနှင့်အရေးပေါ်ဝန်ဆောင်မှုများမှတရားဝင်အကြံဉာဏ်ကိုလိုက်နာပါထိန်းသိမ်းရေးဌာနသည်ထုံဂါရီယို နာရိုဟွေရူအဖေဟုသို့မဟုတ်ဌာနရခီအတွက်ကြံဉာဏ်ပေးမည်ဖြစ်ပါသည် လင်းငယ်များကိုအိမ်တွင်း၌ထားကပြာများဖြင့်ကစားခြင်းမှတားမြစ်ပြီးပြာများတန့်စင်သွားသည့်အထိတိရစ္ဆာန်များကိုအိမ်ထဲတွင်ထားပါအိမ်မွေးတိရစ္ဆာန်များပြင်ထွက်ပြီးပါကအိမ်တွင်းသို့ပြန်မဝင်မီ၎င်းတို့၏အမွေးများကိုတန့်စင်ပေးပါအကယ်၍တင်းသည့်ဘေးလွရသို့ရှိပြောင်းသွားပါကအိမ်ပြန်လာရန်ဘေးကင်းကြောင်းကြောင်းကြသည့်အထိအိမ်မပြန်ပါနှင့် အရေးပေါ်အခြေအနေတစ်ခုခုပြီးနောက်မျိုးပြကာကွယ်ရေးနှင့်အရေးပေါ်ဝန်ဆောင်မှုများ၏အကြံဉာဏ်ကိုနားထောင်ပြီးတင့်လုံကြုံရေးကိုအနည်းငယ်ဖြစ်စေသောသို့မဟုတ်တင့်ပိုင်ဆိုင်မှုကိုပုံမှုပျက်စီးစေသည့်မည်သည့်အရာကိုမှမလုပ်ပါနှင့်အထူးသဖြင့်တင့်အိမ်နီနာချင်းများကိုစစ်ဆေးပြီးတက်နိုင်ရင်အခြားသူများကိုလည်းကူညီရန်မမေ့ပါနဲ့။တင့်အာမခံကိုပုံမှန်စစ်ဆေးပါ တင့်အိမ်အတွက်အာမခံကဘာရှိခြင်းနဲ့ဘေးရန်ရဲ့တခုကြောင့်ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ပါကတင့်အားပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိစေရန်အထောက်အကူပြုစေရန်အရေးကြီးပါသည်။တင့်တွင်အာမခံမရှိပါက၎င်းသည်အချိန်ပိုကြာမည်ဖြစ်ပြီးတင်နှင့်တင့်မိသားစုအတွက်ပုံမှန်ခက်ခဲလာနိုင်ပါသည်။တင့်ပစ္စည်းပျက်စီးပါကတင့်အာမခံကုမ္ပဏီတို့အမြန်ဆုံးဆက်သွယ်ပါ။တင်ဒီငှားရဲနေထိုင်လူဖြစ်ပါကတင့်အိမ်ပိုင်ရှင်နဲ့တင့်အာမခံကုမ္ပဏီတို့ဆက်သွယ်ပါ။ အရေးပေါ်အခြေအနေများအတွက်ပြင်ဆင်ခြင်းနှင့်တုံ့ပြန်ခြင်းဆိုင်ရာနောက်ထပ်အချက်အလက်များအတွက် www.getready.govd.nz အရေးပေါ်အခြေအနေတွင်အစိုးရဝန်ဆောင်မှုများကိုဆက်သွယ်ရန်လိုအပ်ပြီးဘာသာစကားပံ့ပိုးမှုလိုအပ်ပါက သင်သည်စကားပြန်တအူးကိုတောင်းဆိုနိုင်သည်ကိုသတိရပါ။